Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွတ်စစ်တရုတ်တန်းပတ်ရောက်တော့အခောက်ကင်ထမင်းပေါင်းပူပူလေးသွားပြီးစပစ်ခဲ့ပါတယ်ဒီဆိုင်လေးကတော့ကျွတ်စစ်တို့တပွဲဟိုမှ90ဘတ်နဲ့ကိုထမင်းပူပူဝက်ခောက်ကျွတ်ကျွတ်လေးနဲ့အရင်စားလို့ကောင်းတာဖြစ်လို့အားလုံးပဲကျွတ်စစ်နဲ့တူလိုက်ပြီးစားလိုက်ကြအောင်နော်ဒီမှာဒါလေးကငရုတ်သေးလေးဒါမျိုးလေးပြူပြီးစားလို့ရတယ်ချင်းထက်စားမယ် မရလဲပူပူလေးတော့တွေ့ရတိုင်းပဲပေါ့နော် Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျော်စစ်ကဒါမနက်ပိုင်းပေါ့နော်ဒီမှာ one man gun ဒါ MRT station AC3 ကထွက်လာပြီးတော့ကြာတော့ဒီမှာတရုတ်တန်းဘက်ကိုရောက်နေတယ်ဒီနေ့ကျော်စစ်ဒီတရုတ်တန်းဘက်မှာဒီမနက်ပိုင်းဖွင့်တဲ့ဆိုင်ကောင်းလေးတစ်ဆိုင်ရှိရယ်ပေါ့နော်အဲ့ဆိုင်လေးကိုခေါ်တာပေးမယ် like ခက်ပေးပါအောင်သွားကြမယ်ဆိုင်ဝင်ရောက်ဖို့တော့ MRT ကနေပြီးတော့10မိနစ်လောက်တော့သွားရတယ်ပေါ့နော်မနက်ပိုင်းဆိုတော့နေလဲအေးတော့ကျစစ်ကတော့လမ်းလျှောက်ပြီးတော့ပဲသွားပစ်ခဲ့ပါဗျာ ျစစ်တို့လမ်းဆက်နှစ်ထဲကိုချိုးပြီးတော့အဆုံးထိရှောက်လိုက်မယ်ဆိုလို့ရှိရင်တော့အခုလိုအစာဦးနဲ့ဒီအနားမှာလည်းစိုင်လေးတွေအများကြီးပဲတွေ့ရမယ်ပေါ့နော်ဒီထဲမှာကျစစ်သွားစားပစ်ခဲ့တယ်ဒီစိုင်လေးပါဒီမှာကတော့ကျစစ်တို့ထမင်းပူပူလေးနဲ့ဟိုမှာပေါ့နော်အခောက်กินတဲ့ကိုသူကထမင်းပေါင်းပုံစံမျိုးပေါ့နော်ရောင်းပေးတာပေါ့နော်တပွဲကို90ဘတ်ပါမနက်ပိုင်းဆိုလို့ရှိရင်လည်းလူအရန်ကြတယ်ပေါ့နော်စိုင်ကတော့သူက7နာရီရနေပြီးတော့ကြာတော့နေ့လည်း2နာရီအထိပဲဖွင့်တာဆိုတော့ကြာတော့နေ့လည်းစားကျင်တဲ့သူတွေမနက်စားစားကျင်တဲ့သူတွေဆိုလို့ရှိရင်အဆင်ပြေတယ်ပေါ့နော် အဓိကတော့သူစီကဒီအခောက်ကင်ကျွတ်ကျွတ်ရွရွလေးကိုအရန်ကျော်စက်ကကြိုက်တယ်ပေါ့နော်ပြီးရင်ဒီအချင်ရေဆော့အနှစ်ပေါ့နော်ဒီအနှစ်ဆိုလို့ရှိရင်လည်းတေးသေးချာချာလေးလှုပ်ထားတာပေါ့နော်သူကနည်းနည်းလေးခြုံတဲ့ဘတ်တော့သွားတယ်ဒါပေမဲ့ကျွန်တော်တို့စားတဲ့အခါငရုတ်သီးတို့အချင်တို့နဲ့တွဲပြီးစားမယ်ဆိုလို့ရှိရင်အရန်စားလို့ကောင်းတယ်ပေါ့နော်ဒါကတော့သူ့ရဲ့တပွဲစာပူရှင်းပေါ့နော် ီဆိုင်မှာကတော့ကျွန်တော်တို့ပါဆယ်ဝဲသူတွေလည်းအရန်များတယ်ဆိုင်ကတနင်းလာနဲ့တနင်းခွနေပေါ့နော်နှစ်ရက်တော့ပိတ်တယ်ပေါ့နော်ဒါပါဆယ်ဆိုလို့ရှိရင်လည်းအခုလိုမျိုးလေးသူတို့တည်တည်ချာချာလေးထုတ်ပေးတယ်ပေါ့နော်ဟုတ်ဒီမှာခောက်မူလေလေးစားမှာပေါ့နော်ဒါကကြတော့သူကဒီထမင်းနဲ့ပြီးသွားလို့ရှင်ဝက်သားကိုအခုလိုမျိုးဒီမှာလေးအကျွတ်ကြောထားတာဒီဝက်သားနဲ့ပေါ့နော်အဲအဲ့လိုမျိုးလေးပြီးရင်အဓိကသူ့ရဲ့အသက်ကတော့ဒီ sauce ပေါ့နှုံးစပြီးကျေးပါမယ်အားလုံးပဲစားကြပါအောင်ခင်ဗျာอืมအဲ့လိုရန်ကုန်တို့လို့ရှင်တော့ဒါ ခမင်းပေါင်းဆံမလားမသိဘူးเนาะခမင်းပေါင်းလို့ပုံစံမျိုးပေါ့ဒါပေမဲ့သူကတော့ဒီ sauce နဲ့ပေါ့ sauce ကတက်ပြီးဒီမှာအချင်းအချင်းထည့်စားမယ်ဒီမှာဒါလေးကငရုတ်သေးလေးဒါမျိုးလေးဖြူပြီးစားလို့ရတယ်ဟိုးအင်းခမင်းရယ်ပူပူလေးတော်တော်တွေ့ရတိုင်းပဲပေါ့เนาะအကုန်အားရရအားမြတာဇွန်းမယ်ဟိုကကောလုံးလေးပြောလေးအင်း ီအချင်းလင်းနဲ့တွဲစားမှစားလို့ကောင်းတယ်နော်အချင်းလင်းနဲ့တွဲစားပိုးပြီးစားကောင်းတယ်ဘဲဥလည်းပါရဲ့အဲ့တော့50ရောက်တန်တယ်ပေါ့နော်ဟိုမှာအချင်းလေးတက်တက်စားမယ်ဒီအချင်းလေးနဲ့ရန်လိုက်တယ်ကျတော့ဒီဆိုင်ရကြတော့နေ့လည်း2နာရီဆိုလို့ရှိရင်ပိတ်ပြီပေါ့နော်မနက်7နာရီကနေဖွင့်တာအဲ့တော့ကျနေ့လည်းစားရပါလာစားကျင်တဲ့သူတွေမနက်စားစားကျင်တဲ့သူတွေဆိုရင်ဒီတရုတ်တန်းပေါ့နော်ဒီ one man go station နဲ့ညီရဲ့သူတွေဆိုလာပြီးတော့ကျတော့ထိုင်းကြည့်တဲ့နဲ့ဘတ်90နဲ့ရာသာရှိရှိလေးစားလို့ရရပေါ့နော် ။နိုင်မှာတော့တခြားဆိုင်လေးတွေလည်းရှိတယ်ဆိုင်နှန်းလေးတွေ။ ဲစားလို့တော့ပြီးသွားပြီပေါ့နော်ဒါမနက်စာနဲ့နေ့လယ်စာနဲ့ပေါင်းပြီးဒီနေ့တော့ဒီမှာပတ်90နဲ့ပေါ့နော်ရသရှိရှိလဲစားရတယ်ပြီးတော့လေကျိုးစဒီမှာထူးဆန်းတာတောင်းတောင်းဆိုင်နေဆိုရေပါရေဖရီမီတာယူပေါ့နော်ဒီဆိုင်ကကြာကြာရေလဲမိုးဖရီပေးရပေါ့နော်အဲ့တော့ကျွန်တော်ဒီဆိုင်လေးမှာလာပြီးစားကြည့်ဖို့ဝင်ရပြီးကျိုးစ Google Map link လေးထည့်ထားပေးမယ်ပေါ့နော်အဲဒီ One Man Gun Station is it 3ရနေပြီးတော့ကျတော့ထွက်လို့ရတယ်လမ်းတော့နည်းနည်းလေးတော့ရှောက်ပါတယ်ပေါ့နော်အဲ့တော့ကျတော့ကျိုးစထည့်ထားပေးပါမယ်အားလုံးပဲလာပြီးစားကြည့်ဖို့ဝင်ရပြီးပါရဲ့နောက်ပြလိုက်မှာပြန်ပြီးတိကျကြပါမယ်ခင်ဗျာအားလုံးပဲတက်တာပါ